အာတော်တော်ဆိုးဆိုးဗျာတော်တော်ဆိုးဆိုးဗျာဘလို့ပြောရမလဲမသိတမိုင်းနေလဲချိုးပြတယ်ငါးပွဲဇက်တိုက်အရှုံးမရှိတာလည်းမဖြစ်တဲ့ပွဲမှာဖြစ်သွားတာဗျာ Everton နဲ့ပွဲမှာတော့နိုင်မယ်လို့ထင်တာတော့ Ultra 4ဆိုတော့တက်မှာနောက်အဲ့လိုမျိုးပွဲတွေကတော့ရှိလာမှာပါရှိလာမှာဆိုတာအဓိကက low block ဗျာ low block နဲ့တွင်းနေအတင်းနေဆိုလို့ရှိရင် Manchester United ကလုံးဝယုံကန်ရတယ်ဒါပေမဲ့အဓိကပြောချင်တာကဒီပွဲကဗဇာသမားတွေပေါ်မှာအယမ်းမူတည်တယ် ဒီကစားသမားတွေပေါ်မှာအယက်မှုတည်ရဆိုတာဟုတ်ကဲ့ကျွန်တော်တို့မှာ quality မရှိဘူးဗျာအခုဟိုပွဲပြီးသွားတဲ့တင်းစားရှင်လင်းပေါ်မှာဆိုအမော်ရင်ပြောသွား intensity intensity ဆိုတာတကယ်ဗျာစကားရမ်းပြောတဲ့ intensity ကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောပြမယ်တစ်ဖက်အသင်းကခံယူကြတာသူတို့ရန်နေဖြစ်ပြီး record တွေပြတာအစင်းသားချင်းကြီးနေဖြစ်နေတဲ့အချိန်မှာကိုရီကောင်တွေကစောက်တလွဲတွေကန်နေတာအဲ့ဒါအမှန်တရားပဲလက်ခံလိုက်ကျွန်တော်ပြောတာဟိုလူပေးတာတွေကလွယ်လွယ်လေးလူပေးတာတွေပြက်တာအမော်ရင်ရဲ့ကစား ွဲပေါ့နော်ဒီနှစ်ပေါ့ရာသီမှာအစိုးဆုံးပွဲပဲဒီတဲ့ဆိုးတဲ့ပွဲတစ်ခွဲမှမရှိခဲ့ဘူးဒီနှစ်ပွဲကကစားသမားတွေရဲ့ performance ကအစိုးဆုံးမှာအစိုးဆုံးပဲဒီတဲ့ဆိုးစရာလည်းမရှိဘူး greensmi နဲ့ပွဲတော်မှာဒီလောက်မဆိုးဘူး performance ကသူတို့မနိုင်ဘူးအတင်းနေဖိနေတဲ့အတွက် intensity တွေမရှိတော့ဟိုဘက်ကပို့ပြီးတော့ကြမ်းနေတဲ့အတွက်ပို့ပြီးတော့အဲ့မှာပြိတ္တအားတွေနဲ့ဆိုတော့ greensmi နဲ့ပွဲတော်ကကိုယ်တွေမခံလိုက်နိုင်ဘူးအဲ့လိုမျိုးဖြစ်တာဒါပေမဲ့ကစားသေးတယ် ရှုံးလာတဲ့အချိန်မှာ Manchester United ပြန်လာကြတယ်။ဒီနေ့ပွဲကြီးကတကယ်ပြောတာဗျ။ဟိုမသိလို့ရှိရင်တို့ကအသင်း style မျိုးတွေနဲ့တိတ်ပြီးတော့ဖန် ham pan နေရလားမသိဘူးဗျာတိရပါဟိုဆလီဘာတို့တိရပါအိုင်ရီတို့ဘာလို့ဆိုတာကသူတို့ကဟိုသူတို့ pressure ပေးလဲမပြတ်တယ်ဘောလုံးမပြတ်တယ်ကစားသမားတွေပြီးရင်အမှားမလုပ်တယ်ကစားသမားတွေဘောလုံးပြီးရင်ပေးရတဲ့အတိုင်းကိုသွားတဲ့ကစားသမားတွေဗျာတိလားအဲ့လိုပုံစံသွားတာနှေးချလို့ရတယ်ပြီးွားရင် IC တို့ဆိုမျိုးအဲ့လိုမျိုး low block နဲ့ကစားတဲ့အခါမျိုးဆိုတော့เนาะကျွန်တော်တို့ဟို spa နဲ့ဘွဲတော့ကဘွဲပို့စားလို့ရှိရင်တို့ကစားသွားတဲ့ပုံစံအကြီးကြီးနောက်ဆုံးညတော့ IC တို့လိုကစားသမားမျိုးကအဲ့လိုမျိုး low block လုပ်နေတော့ခက်ခက်ခဲခဲအဲ့ဒီမှာတွားပြီးတော့တယောက်လောက်ကတွားချေပေါ်တာနဲ့ချက်ချင်းကိုရတာပါကြောဇက်တို့ဆိုလို့ရှိရင်ပေးတဲ့အလုံးလိုပါလို့ဆိုလို့ရှိရင်အရန်လာပါဗျာဂျားတွေအဲ့လိုမျိုးလေးနဲ့ထွက်ပြီးတော့ကြံဖန်ပြီးတော့အဲ့လိုမျိုးဖော်နေရတာအဲ့ရှိအဲ့ရှိလေးမှာစောင့်ပြီးတော့အဲ့လိုပုံစံမျိုးနဲ့ကစားမယ်ဆိုလို့ရှိရင်သဘောပေါက်တယ် ်ကိုရရှိမှလက်ခံတယ် quality ကစားသမားမရှိဘူးရုံးကန်ရမှာလက်ခံတယ် low block ကစားသမားတွေနဲ့ရုံးကန်ရမှာလက်ခံတယ်ဒါပေမဲ့မျောလင့်ထားတာအန်ဘိုမိုတို့ကိုကိုကနေပြီးတော့လှမ်းကန်မှာမျိုးဖြစ်ပါတယ်အဲဂွေဂိုးပေါ့ area ပြင်ပါကနေပြီးတော့လှမ်းကန်တာတွေ bruno canna တို့ပါလို့ဖြစ်တယ်ဘာလို့ဆိုတော့ဒီလို low block ကစားသမားကကြတော့သူတို့ဒီ main node လို့မျိုး ဒီကြားလေးတွေကထွက်ဖို့တွေတယောက်နဲ့တယောက်နဲ့အရန်ကို quality number 1ရှိလာမယ်နောက်ပိုင်းကျလို့ရှိရင်တယောက်နဲ့တယောက်နဲ့နားလည်မှုတွေကအရန်များလာမယ်ဗျာတိလာတယောက်နဲ့တယောက်နဲ့ဟိုအလွတ်ရနေရမယ်အခြေအနေမျိုးတွေဖြစ်လာတဲ့အခါကျမှဒီလို low block ကစားသမားတွေက low block လုပ်တဲ့အသင်းတွေကိုသူကဖောက်ဖောက်တိုင်းတယ်တကယ်ကိုအရန် quality ကောင်းလာတဲ့အချိန်ကျမှအဲ့ဒါနားလေတယ်ရုံးကန်ရမှာနားလေတယ် နားလုံးဝမလဲလာလက်ခံလို့မရတာကစားသမားတွေရဲ့ intensity intensity အဲ့ဒါ intensity နဲ့ quality ရိုမေမိုရီကတော့ intensity ပဲပြောနေရပြီဒါပေမဲ့ quality ကိုကျွန်တော်ပြောချင်တယ်အဲ့တော့အဲ့သူတို့ဟန်ဖန်းတာကြီးကဖန်းလို့မရဘူးဖန်းလို့မရဘူးဆိုတာအ ਨੇ ဆုံးတော့တင်မှာသူတို့ကကိုကိုကိုတိရပါဗျာအတင်းကြီးမဟုတ်သွားအသက်ကုန်ကန်ရတကုန်ကန်ရမှာအားထည့်ပြီးကန်မှာအခုကလမ်းလျှောက်နေလို့ပဲခံစားရတယ်နီးစနစ်ပိုင်းကိုကျွန်တော်ပြောပြမယ်အဲ့ဒီပွဲပြီးွားတဲ့အချိန်မှာတော့ အာပြန်ပြီးတော့စဉ်းစားကြည့်လိုက်တွေ့ရှိပြိုက်ပွဲပြီးွားတော့အချိန်တော့မဟုတ်ဗျာအစိုးတော့နောက်တစ်ခုကကျတော့ကျွန်တော် Sky Sword မှာကြည့်နေတာ Sky Sword မှာနေပြီးတော့ကြည့်လိုက်မိတာတော်တော်ဆိုးတာ Green Navy ပြောနေတာပြောနေတာပောက်တက်ကြရပြောနေတာတကယ်ဆောက်ချောက်အဲ့ကောင်ကပြောတာပူဆိုးတယ် Manchester United ကို Manchester United က Ruben Amorim ကိုပြောနေတာပူဆိုးနေမျက်စိနဲ့မြင်နေရတယ်အဲ့ဒါကြီးကိုဆောက်တလွဲတွေပြောနေတယ်၅ယောက်တန်းနေတော့ လူရှော့မတက်ဘူးလို့ဒီလားပေါက်တက်ကြရတယ်ကျွန်တော်ပြောနေတာလူရှော့ကသူကအနောက်ကနေပြီးတော့ခဏတာ overlap လို့မလုပ်တာ overlap လဲလုပ်ကြည့်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရင် okay ပထမပိုင်းတော့ကသူတို့ရဲ့အဓိကနေစနစ်ကိုပြောမယ်ဆိုလို့ရှင် Ruben Amorim ကချလာတဲ့နေစနစ်ကပထမပိုင်းမှာတော့ကဘာကြောင့်မလို့နည်းနည်းဟာကွက်ရှိလဲဆိုတော့အလဲတာဟာကွက်ပြသွားတယ်အလဲကန်ကဘာလို့ဟာကွက်ပြသွားဆိုတော့ ်အဗာတန်ကြောင့်အဗာတန်တော့ကစားသမားမျိုးတွေကသူတို့က low block လဲကစားပေးမယ်သူတို့ကကောင်တာလဲဖောက်ခံမှာဆိုတော့အဲ့လိုမျိုးဆွဲဟတာအဲ့တော့အတင်းတဲ့တင်းတော့ဒီ down line ကြီးကအလျားလိုက်လား down line အလျားလိုက်ပေါ့အဲ့ဒီကဆွဲချဲ့တာလားအဲ့တော့ Ruben Moreno ရဲ့343 system ကအလျားလိုက်ဆွဲချဲ့ပြီဆိုလို့ဒီ line တွေကအရန်ကျဲသွားပြီဆိုတာနဲ့ဟာကွက်တွေဖြတ်သွားအထူးပြုရဲ့အဲ့လိုကျဲပြီဆိုလို့ရှိရင်ရှေ့တန်းနဲ့နောက်တန်းနဲ့ဆက်သွယ်မှုမရှိတော့အဲ့ဒီအလယ်မှာနှစ်ယောက်ကဒုက္ခရောက်ပေါ့အဲ့လိုနှစ်ယောက်ကဒုက္ခရောက်တဲ့အပြင်မိတဲ့ပို့ပြီးဆိုတာနောက်တစ်ခုကဘာလဲဆိုတော့ Zessi Zessi ကအဲ့ဒီဟာကိုပြချင်းအပြင ကျွန်တော်တို့ဒီနှစ်ဝယ်တဲ့ Sasco တို့ဒီမှာတို့ဟို Green Navy ပြောတဲ့ဗာလဲဓာတ်တိုင်တက်လားဓာတ်တိုင်အရှိတဲ့တဲ့မှာမတ်တကြီးရက်နေတယ်လို့ပဲဘာမှမလုပ်ဘူးလေ Sasco လည်းမပါလည်းမပါဘူး Zasci နဲ့လည်းကြာအောင် Zasci ကိုရောက်ထုတ်လိုက်တော့ဇန်နဝါရီကြာလို့ရှိရင် ိတာပါဟုတ်ကဲ့ तू ကတော့ profile မတူဘူးโอเคခေါင်းတိုက်တဲ့နှလုံးကို Jordan Pickford အရန်ကောင်းလို့ဖမ်းနိုင်တယ်ဒါပေမဲ့အဲ့ဒီဟာမျိုးမထက်ပို့ပြီးစောတာသူတို့ပထမလာတဲ့ game plan အတိုင်းသူတို့ကစားလို့မရဘာလို့ကျော် sexy ကြောင့်မလို့ဘောလုံးကမိနစ်ကလို့ဖြစ်တာကျွန်တော်15ရောက်ခဲ့တဲ့ဘယ်လိုမျိုးဖြစ်တာဘောလုံးကသူ့ရှိရောက်သွားလို့ရှိရင်ဘောလုံးကသူနဲ့တိုက်ပြီးတော့အလေအုံပြန်ပြန်ကြနေတာတစ်ဖက်အသင်းကိုရောက်ရောက်သွားတာဘောလုံးကသူ့ရှိမှာကတ်မနေကြောက်ပြသိတာအလေတဲ့ကတာဂက်မန်က ဘောလုံးကတ်မနေဘူးအဲ့တော့မှသူဘောလုံးသူအရှိတန်းကပထမပိုင်းအစမှာတည်းကဘာဖြစ်လို့မန်ချက်စတာအင်ဗာတန်ကမန်ချက်စတာယူနိုက်တက်ကို၁၁ရောက်တော့ကလည်းနိုင်တယ်၁၁ရောက်တော့ကလည်းနိုင်တယ်ရှင်းရှင်းလေးပဲသူတို့အလောက်တန်းနဲ့ရှိတန်းနဲ့ချိန်လို့မရအောင်ချိန်လိုက်ပြီဆိုတော့ပြက်ပြက်သွားတာဘောလုံးကအဲ့တော့ပြန်ပြက်သွားတာဘယ်သူပြက်ဘယ်သူကြောင့်ပြက်နေလဲဆိုဇက်စီကြောင့်ပြက်နေတာဇက်စီကအရှိန်ကဘောလုံးထိမ့်မထားမနိုင်ဘောလုံးမကင်ထားနိုင်။ Okay နောက်တစ်ခုဇက်စီကမကစားတာကြာပြီ။အခုမှစပြီးကစားတယ်။ဒါပေမဲ့လည်းကျွန်တော်ပြောတာကဇက်စီအနေနဲ့ Okay အဲ့ဒါဆိုဘာလို့ထုတ်ပြီးတုံးလဲ။ ဲ့ဒါကျတော့အမောရင်ပြောအောင်ပါဘောနော်ဘာလို့ထုတ်လဲထုတ်မကဲမဲ့တူတာသူယုံတော့တော့လူမရှိဘူးလေအဲ့ဒါကျွန်တော်ပြန်ကြည့်ပြန်ကြည့်လို့လည်းအတင်းရံပြဿနာကြတကယ်ပြပွဲပြွားအဲ့ဒါကြောင့်ကျွန်တော်ပြောတာပွဲပြီးကန်ဒီပွဲထဲမှာကြည်နေရင်လည်းသုံးသက်မိတာရှိလို့ရှိရင်ကျွန်တော်ရဲ့အတင်ကတကယ်တိုင်ပတ်အောင်မှာတိုင်ပတ်အောင်မှာတနှစ်ဒီနှစ်တွေမဟုတ်နှစ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 ်လောက်ဒီတိုင်ပတ်အောင်မှာဘာဖြစ်လို့ဆိုအရင်တော့လောက်ထားတဲ့အမားတွေကြောင့်ဗျာကစားသမားမတူတဲ့ဟာတွေအခုနီးပြနဲ့ဒီနီးပြနဲ့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့သုံးနှစ်လေးနှစ်လောက်ဒီသွားအောင်မှာရမှာအကြိမ်မဟုတ်ဘဲနဲ့ပြောင်းကြည့်ပြောင်းကြည့်မယ်ဆိုလို့ရှိရင်ဒီပုံစံနဲ့ကစားနီးပြတယ်မှာလာမှာရမှာ အဟုတ်ဆိုရှင်ဘလို့မှမရကစားသမားပြန်ပြောင်းသွားအောင်ပါအဲပုံစံပြန်ပြောင်းသွားအောင်ပါလေအဲ့တော့ကျွန်တော်ပြောကြတာအခုနီးပြအစပိုင်းပေါ့နော်ဒီနီးပြကြောင့်နီးပြရဲ့မဆိုင်ဘူးပြအခုအန်ဆလော့တို့ပါလို့လီဗာပူးမှာဖြစ်နေတာဆိုတော့သူ့ရဲ့ပုံစံကမကြသေးတာကစားသမားဟောင်းနေရှိနေသေးတာပုံစံအဟောင်းနေပေါ့ထားပါကျွန်တော်ပြောတာအဲ့တော့မန်ချက်စတာယူနိုက်တက်ကဘာလို့ဆို profile ပြဒီနေ့ပွဲမှာ profile အရန်ကစားစကားပြောတယ်ဆိုတာကျွန်တော်ခုနပြောသလိုပဲဂရီနဘီပြောနေတာဘာလို့မှားလဲဆိုတော့ကျွန်တော်ပြောပြမယ်โอเคဒီဟိုတက်လို့ကိုဘာကြောင့်လဲလဲတခြားဘူးကိုလဲမလဲ ဒီကိုလည်းလို့မလဲလို့ဆိုလို့ရှိရင်โอเคအဲ့ဒီကိုလည်းလို့လဲလို့ရှိရင်လည်းမထားလိုက်တော့ပထမတော့ကမေဆင်မောင်းလို့လဲတော့ဂရီနဗီပါပြောတယ်မေဆင်မောင်းအဲ့ဘက်ဝင်းမှာထားလို့မရအခုဒီကိုတက်လို့ဝင်မယ်အနောက်တော့မျိုးအဲ့တော့ဒီကိုတက်လို့က overlap တမမဟုတ်လေသူကဘယ်ချောက်တော့မှမမဟုတ်တာဒိုဒိုလို့ဆို overlap လုပ်တယ်ဘယ်ချောက်အဲ့တော့လူ short overlap လုပ်လို့ရှိရင်အနောက်တန်းပေါက်သွားမှာလေအဲ့တော့ပေါက်သွားတယ်သူကโอเค ကျွန်တော်ပြောတာစန္ဒလီမန်ကိုခေါင်းခုံခေါင်းတက်တိုက်ပြီးတော့နောက်ဆုံးပီးခံနေမှာခေါင်းတိုက်ဖို့တလုံးမတက်လိုက်တယ်ဒုတိယတလုံးပထမတလုံးတိုက်မလို့ဆိုလို့ကျွန်တော်နီးပြအပေးရနေပြီးတော့သူလန့်ကြည့်နေတယ်မတိုက်စေညမတက်စေညဘာလို့လဲဆိုတော့အင်ကွေးမှာတကောကနေငါးကိုဖြစ်သွားမှာပေါ့ဗျအလဲမှာသူတို့မှာအရှိမဟိုးလာပဲလုံးတယ်ဂျက်ဂရီလစ်လို့ ပါဒူဘယ်ရီခေါ်လို့ဆိုလို့ချင်းတော်တော်ကောင်းတာဗျာဘောလုံးလုံးဝအလွတ်မခံဘူးစိတ်တက်ဗျာကိုညာတို့လိုကစားသမားမျိုးတွေကျွန်တော်ဒီတဲမှာကိုညာတို့ဘောလုံးကပြက်ပြက်သွားတာဘလူးနိုဆိုတာဘောလုံးပြက်လုံးအချိန်နဲ့စပေါ်တင်ကခေါ်တယ်ကဘလူးနိုမခေါ်သေးခြင်းနဲ့အကြောင်းရင်းကဘောလုံးပြက်တာအရန်များလို့ဘလူးနိုကအဲ့ဒီတော့ကျွန်တော်ကဘောလုံးကင်နဲ့ကစားသမားမရှိဘူးပရက်ရှာပေးလိုက်တာနဲ့အဲ့တော့အဲ့တော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့တေယိုဒက်လော့ကိုအဲ့ဘက်ချက်မှာပဲထုတ်ရတယ်တေယိုဒက်လော့ချက်ဝင်လာတဲ့အတွက်လူရှော့ကသူ့ overlap လုပ်လို့မရတော့လူရှော့ဒီနေရာမှာထိုင်ရတယ် ဲ့ဒါတစ်ခေါက်ဖြစ်တယ်အဲ့တော့လူရောအဲ့အရာနေပြန်ပြီးဘဲဘက်နဲ့လမ်းပြီးတော့တင်းတယ်ဘဲဘက်နဲ့တင်းပြန်တော့လဲအလဲမှာခေါင်းတိုက်ဖို့လိုတာဇက်စီတယောက်ပဲရှိတယ်ဒီဘက်ကအမတ်ကလည်းပေါ်လို့မခေါင်းမတိုက်နိုင်ဘူးဘလို့တိုက်ပါလားအမတ်ကအဲ့တော့အဲ့ဘက်ဆက်မရတော့ဒီဘက်ချက်ကိုပြန်ပြီးထောက်တယ်ယောရိုဒီဘက်ကိုပွဲတော့ယောရိုကကြတော့ဘာဖြစ်လို့လဲဆိုတော့ဘောလုံးတင်လို့မရဘူးလေယောရိုမတင်လို့မရဘူးဒလီကအလဲကနေပြီးတလုံးမေးစင်မောက်ကိုလမ်းတင်ပေးတယ်မေးစင်မောက်ကပြန်ချပေးလဲတဲ့အလုံးဘလူးကပြောင်းပြန်ကြီးကန်လိုက်ပဲကျွန်တော်လည်းမကန်ပြန်မခေါက်ပဲနဲ့အဲ့လိုကန်လိုက်တာမဝင်ဘူးလေအဲ့တော့ ဒလိကိုလည်းချက်ချင်းအဲ့လိုမျိုးပြောဒလိကိုချက်ချင်းပပပြန်ထုတ်တယ်ညာဘက်ကိုပြန်ထုတ်ပြလိုက်တယ်ရော်ဒိုအလဲထားပါလိုက်တယ်ဒလိကအဲ့ဘက်အချမ်းနေညာဘက်ကနေဘောလုံးနေပြန်ထည့်ပေးတယ်အဲ့ဒါတွေပါဟုတ်ပြလဲဆိုတော့ကစားခြင်းနဲ့ပုံစံနဲ့ profile တော့ကစားသမားတွေမရှိဘူးညာသူ့ပုံစံနဲ့သူကြနေရမယ့်နေရာမှာမရှိဘူးကျွန်တော်ခုနပြောလို့ဇက်စီဇက်စီနေရာမှာဆိုအကေဘီဆက်စကိုသာဖြစ်ခဲ့လို့ရှိရင်ဘောလုံးကအဲ့နေရာမှာလည်းတိုင်တယ်အဲ့တော့ပွဲအစမှာတွေက Everton ကအနောက်ကိုပြန်ပြီးအဖိခါတော့အဲ့တော့ Everton မတိုက်ရဲတော့ အဲ့တော့အဲ့ဒီအချိန်မှာလေမန်ချက်စတာယူနိုက်တက်ကဘောလုံးပို့ပြီးကြိုင်တိုင်းမှာရှင်းပြောနေတယ်အဲ့မှာတော့ကျွန်တော်ကြည့်မိတယ်ဗျသူတို့ဟိုတာမာတီးနက်ရှင်းပြနေတာအာရိုဘတ်တိုမာတီးနက်ကဘာရှင်းပြနေလဲဆိုတော့ဒီကျွန်တော်ဟိုတာပြောတယ်ဗျလိုင်းနေဆွဲချဲ့နေတာပေါ့ပြီးတော့ဒီဘက်ရှင်းမှာဘောလုံးရလို့ရှိရင်ဘောလုံးကိုမထိန်းထားနိုင်ဘူးအဲ့တော့နောက်တန်းကစားသမားတွေဒီလိုအရှိကိုလိုက်မလာနိုင်ဘူးစောင့်နိုင်ချက်ချင်းဘောလုံးကပြန်ပြတ်သွားပြီးတော့အိမ်ပါတန်းပြန်ပြန်ပြီးတော့ဒီဘက်ကိုတိုက်တိုက်နေအဲ့တော့နောက်တန်းသမားတွေကလည်းရှင်းမတက်လာရဘူးအဲ့တော့ပထမပိုင်းမှာဖြစ်နေပြဿနာပေါ့နော်အဲ့တော့နောက်တန်းသမားတွေကနောက်မှရှင်းနေရှင်းတန်းသမားတွေကရှင်းမှရှင်းနေအဲ့တော့သူက cautious ပေါ့ဗျာဟိုအရင် risk မယူဘဲနဲ့ ထိမ့်ပြီးတော့ပွဲကိုကစားတာထွဲကွန်ပွဲပြီးတော့ထိမ့်ကိုကစားတော့ထိမ့်ကစားတော့ဘောလုံးကထင်းတဲ့လောက်ကြီးအဆင်မပြေနေဘူးအကယ်၍ highlight ကစားလို့ရှိရင်တော့ line ကြီးစီသွားမယ် Manchester United ကပို့ပြီး intensity ပို့တက်လာမယ်အဲ့တော့အဲ့လိုမျိုးဖြစ်နေတယ်အဲ့လိုမျိုးဖြစ်လဲဖြစ်ကောကောအာဒုတိယပိုင်းနဲ့ကြောင်းစပြီး push လာတယ်ဒါပေမဲ့စပြီး push ပေမဲ့သူတို့အနေနဲ့ double block ဖြစ်သွားပြီဘလို့မှအာအာ Everton က၁၀ရောက်၁၁ရောက်ရယ်မဆိုင်ဘူးညတကယ်တော့ low block ကြတော့ low block ကစားနေအလဲမှာတကောင်ပဲထောင်ထားတာပေါ့အဲ့တော့ ်အဲဘာဒါတောက်လျှောက်ပိတ်ထားတယ်အဲ့ပိတ်ထားတဲ့နေရာမှာသူတို့မျိုးစုံတိုက်တယ်တိုက်ပေမဲ့သူတို့ထောင်ထဲလိုပဲရတယ်ဒီလောက်ကော့ဥသားဂျားရီတွေကထွက်ဖို့အရှင်းပြောရင် AZ တို့လိုကစားသမားမျိုးတွေမရှိဘူးဗျာအဲ့လိုကစားသမားမျိုးတွေလောက်ကောင်းတော့ကောင်းနေမရှိတော့ဒီဂျားရီတွေကထွက်ဖို့ဆိုတာမရှိဘူး AZ တို့ကတယောက်တည်းကောင်းတာမဟုတ်ဘူးဒီဂျားတို့မှာပေးနေတဲ့တခြားကောင်တွေလည်းအများကြီးကောင်းတာရှိပါဘူးသူက Trozer တို့ဒီဘက်ကဘယ်သူတွေလဲအဲ့ကောင်းတော့ကောင်းနေအများကြီးရှိတယ်အခုအဲ့လိုမျိုးမရှိတဲ့သူကသူကဘိုးဘောက်တွေကိုတိုင်မြင့်ကန်တရားတယ်ဇက်စီကောင်းကောင်းတိုက်ဖို့ပဲသူတို့မျောလင်းတယ်မျောလင်းတာအလုံးမဖြစ်ဘူးလားလို့ဖြစ်တယ်နည်းနည်းလေးပဲဖြစ်တယ် အလုံးတိတ်အဲ့လိုကြီးမဖြစ်ဘူးဒါပဲလေဟုတ်တယ်မအဲ့တော့ကျွန်တော်ပြောနေတာဒီ profile လုံးဝမရှိတာပွဲကြည့်နေနေတုံးတက်ပြီတကယ်ဗျ profile လုံးဝမရှိကစားသမားတွေကတနေ့မှာစန်တာဘတ်ဆိုစန်တာဘတ်တမျိုးဝင်ပုံစံမျိုးစုံပေါ့နော်နောက်တောင်ပူတာလဲကစားသမားရှိရမယ်ဘဲကစားသမားရှိရမယ်ညာကစားသမားရှိရမယ်အရှိတောင်ပူတက်ခြင်းနဲ့ကစားသမားရှိရမယ် crossing ကစားပေးတာကောင်းတဲ့ကောင်းလို့ရှိရမယ်ကန်ထည့်တာကောင်းတဲ့ကောင်းရှိမျိုးစုံမျိုးစုံရှိရမယ်အထက်မှာကိုရီးယားအရန်ယူရွေးစရာတော့မရှိဘူးဖြစ်နေအဲ့တော့မရှိရှိတဲ့လက်နက်လေးနဲ့ရှိတာလေးနဲ့အမော်ရီယာတုံးချရတယ်အတုံးချရပေမဲ့အဲ့လို low block ကစားသွားတဲ့အချိန်မှာအဆင်မပြေဘူးဖြစ်သွားတယ်အဲ့တော့ဒီနေ့ပွဲကမျောတင့်ထားသလိုမျောမှန်းထားသလိုမဖြစ်ဘူးမျောလင်းလို့မျောမှန်းထားသလိုမဖြစ်တာတဲ့ကိုရီးယားရဲ့အသင်းရဲ့အခြေအနေကိုကြည့်လိုက်တာပို့ပြီးတော့ခံစိတ်တက်ဖို့ကြာဖို့ကောင်းတယ်နောက်ဘယ်နှစ်နှစ်ဆောင်အောင်ပါလဲကျွန်တော်ပြောတာတေးကြတဲ့ အခု January January transfer window ပြီးွားရာသီကုန် transfer window နောက် transfer window အဲ့လိုသုံးခုလောက်ကြာမှာအတင်းကစပြီးတော့အဆင်ပြေလာပါတော်အဆင်ပြေလာအစိုးဆုံးကတော့အဲ့ဒီမှာကျွန်တော်တွေ့လိုက်တာအမတ်က Jack Grealish ကိုတတ်ပြီးတော့တိုက်တယ် Jack Grealish လိုလေလောက်ပြီးတော့မတကာပြီးတော့ဖောင်းယူလိုက်တဲ့အချိန်မှာတော့တိတယ်ပြောက် Jack Grealish နဲ့ Bruno နဲ့စကားပြော Bruno Jack Grealish ကဘာပြောလိုက်လဲ Bruno ကပြုံးစီမြုံစီနဲ့ကျွန်တော်ပြောတာကဟို ပွဲမှာရှုံးနေတာ၁၀ယောက်၁၁ယောက်နဲ့ Old Trafford ကြီးမှာကောင်းသေးကောင်းဆောင်ကအဲ့လိုမျိုးပြုံးစီပြုံးစီပြီးတဲ့စကားပြောနေအချင်းကြီးကင်မရာလည်းပြန်လဲမအောင်အချင်းကြီးများပြုံးနေအောင်အချင်းကြီးပျောက်ဖျောက်ပလိုက်ပြီးတော့ပြန်ပြီးတော့လက်ကောင်းတယ်ပလိုက်တယ်စောက်တလွဲကျွန်တော်ပြောတာအချိန်တုန်းကကျွန်တော်တို့လှိုင်ကောင်းထဲမှာဆိုရဲရိုင်ကီးနိုပဲပြီးသူတို့ပြပြပြီးတဲ့တော့လှိုင်ကောင်းထဲမှာဆိုတာတစ်ဖက်အသင်းကိုကိုက်စားအောင်ပဲပုံစံအနေနဲ့ထွက်လာတဲ့ကောင်းတယ်စိတ်တက်မရှိဘူးဗျာ အဲ့ဒီကအဲ့စိတ်တမ်းမရှိဘူး။ Okay ခစ်ကြီးပြောင်းလာလို့ modern gift ပေါ်ပေါ်မလို့အဲ့လိုအဲ့ဒါကြီးချရတယ်တိုက်တာခိုက်တာတွေမရှိတော့ဘူးဆိုလဲထားလိုက်။ဒါပေမဲ့နိုင်ငင်တဲ့စိတ်ကတော့ရှိရမယ်ဗျာ။အခုကအသင်းသေးတဲ့ဆိုလို့ရှိရင်အဲ့လိုစိတ်ကမရှိဘူး။ဟန်ကြီးနေတယ်တကယ်ပြောတာဗျာ။အလွယ်ဦးစင်မပြေဘူး။